ကောင်စီတက်ပြန်အုပ်ချုပ်နေတဲ့ရှမ်းမြောက်လာရှုမြို့မှာဓမြခိုးဆိုးလူရက်မှုတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ဒေတာကဏ္ဍကရှေ့ပြည်မျိုးကိုပြောပါလဲမနေ့ AP 30ရက်မှာလာရှုမြို့ရက်ကခွန်ရှိနေတခုမှာတခိုးတွေဝင်ခိုးဖို့ကြိုးစားနေစဉ်အင်ရှင်းနဲ့ဘေးပတ်ဝန်းကျင်အင်ကတူတွေဝိုင်းဖမ်းခဲ့ရမြို့သားနှစ်ဦးဖမ်းဆီးရမိခဲ့တယ်လို့ဖြစ်စဉ်သိရှိတဲ့လာရှုဒေတာကဏ္ဍကရှေ့ပြည်မျိုးကိုပြောပါလဲဟုတ်တယ်စာခိုးဖို့ကြိုးစားတဲ့အချိန်မှာအင်ရှင်းကမတင်ကာလို့ဆိုပြီးတော့ အာဝင်ကြည့်တဲ့ကြည့်တဲ့ချိန်မှာအားလုံးကပတ်ဝန်းကျင်ကစဝိုင်းဖမ်းတာသူတို့ပြော၄ယောက်၄ယောက်လွတ်သွားတယ်လား၃ယောက်လွတ်သွားလားဒီ၄ယောက်မိတာလေအဲ့ဒါအေးစကားစပြန်ဝင်လာပြီးနောက်ပိုင်းကိုကန်ထွက်သွားပြီးနောက်ပိုင်းတောက်လျှောက်အဲ့လိုလေပေါ်လာတာလေအချို့မျိုးမှာဖြစ်ပွားနေတဲ့ဓမြတိုင်းမှုတွေဟာကိုကန်တက်ကလာရှိုးကျင်းထောင်ကနေလွတ်ပေးလိုက်တဲ့ရာဇဝတ်သားတွေနဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့ဒေတာခဏကပြောပါတယ်လူမှုကွန်ရက်ပေါ်မှာလည်းလာရှိုးဒေတာခဏရဲ့ချင်းချင်းအသွာလာ Q site ပို့သတိပေးနေတာတွေလည်းတွေ့နေရပါတယ် လာရှုမြို့ကိုစစ်ကောင်စစ်တပ်ကဝင်ရောက်ပြီးနောက်ပြီးခဲ့တဲ့ AP 22ရက်နေ့ကနေဒီနေ့မေလ1ရက်နေ့ထိဓမြတိုက်မှုဓာတ်ခုံမှုလူရဲမှုစေခြင်းထပ်မံဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။တေးရဲ့ကြောင်းဝင်စစ်ဆင်မှုနဲ့စစ်ကောင်စီနဲ့ MNDA ကုကန်တက်တို့ကြာအပြစ်ရဖို့တဘောတူခဲ့ပြီးနောက်ကုကန်တက်ဟာလာရှုမြို့ကနေပြီးခဲ့တဲ့ AP 22ရက်နေ့ကနေထွက်ခွာခဲ့ရပြီးစစ်ကောင်စီတပ်ရဲ့အုတ်ချိုးရရန်တရားဝင်ရောက်လဲပတ်နေပြီဖြစ်ပါတယ်ခင်ဗျာ။